ချခဲ့တဲ့ရုပ်တံမှတ်တမ်းသမိုင်းအထောက်ထားဖြစ်တဲ့အကြောင်းကျွန်တော်တင်ပြခဲ့တာဖြစ်ပြီးဆက်လက်ပြီး ကချင်းပြည်နယ်မတ်လ၁ရက်နေ့1945ခုနှစ်မှာ အမေရိကန်ကနေပြီးတော့လေရင်နဲ့လက်နက်တွေရိတ်ခါတွေယူနီဖောင်းတွေလာရောက်ပြီးကချင်းပြည်နယ်ကိုချပေးလိုက်တဲ့အတွက်အသင့်စုထားတဲ့ကချင်းတက်ကြွလူငယ်များဟာယူနီဖောင်းတွေအခုလိုကဘိုကယိုရရှိပြီးဝတ်နေကြတဲ့အခြေအနေတွေကိုတွေ့ရမှာဖြစ်တယ်လို့အမေရိကန်ကချပေးတဲ့လက်နက်တွေနဲ့ အိန္ဒိယကနေပြန်လည်ဆုတ်လာတဲ့ဂျပန်တွေကိုတိုက်ကြတယ်တိုက်ပွဲဖြစ်ပါတယ်ဒါဟာ 1945ခုနှစ်မတ်လ1ရက်နေ့မှာအဲ့ဒီလိုတိုက်ခဲ့ကြတဲ့တိုက်ပွဲမှာကချင်ကပုံစံမျိုးစုံနဲ့ပါဝင်ပတ်သက်ခဲ့ပြီးကချင်ရိန်းဂျာအဖွဲ့လည်းရှိသလို1945ခုနှစ်မတ်လ1ရက်နေ့မှာ၎င်းတို့ရရှိခဲ့တဲ့မှတ်တမ်းကိုရိုက်ကူးထားတာဖြစ်ပြီးအခုလို ယူနီဖောင်းတွေဝတ်နေကြသလို၎င်းတို့ရရှိလာတဲ့လက်နက်နဲ့ချက်ချင်းလေ့ကျင့်ပြီးချက်ချင်းတိုက်ရတဲ့ကချင်သူရဲကောင်းလူငယ်တို့ရဲ့မြန်မာနိုင်ငံလွတ်လပ်ရေး မြမတမိုင်းမှာဘလောက်အရေးပါခဲ့လဲဆိုတာကိုနေပြည်တော်ကခွဲမှသားများဒါတွေကို ဖုံးကွယ်ထားပြီးတိုင်းရင်သားပြည်သူလူထုပေါ်ကိုယနေ့နိုင်ငံတော်ဘတ်ဂျက်တွေအကြီးအကျယ်ပုံပြီးကြွားလုံးထုတ်နေတာမဆက်ကြဘူးလားလို့ကျွန်တော်တို့မေးခွန်းထုတ်ရမှာဖြစ်တယ်လို့ကချင်းပြည်တွေက အခုလိုစတင်ခဲ့တယ်လို့ရှမ်းပြည်နယ်ကလည်းဘုံမူကြီးဘာထူးတို့စတင်ခဲ့ကြတဲ့တိုက်ပွဲတွေနဲ့ ဘုံကျုပ်အောင်ဆန်းတို့ပူပေါင်းပြီးမြမညီပြတ်မှာလက်နက်ကင်အဖွဲ့ဘောင်းဆောင်အားလုံးကိုပူပေါင်းပြီး BIA နဲ့ပြည်သူလူထုဟန်ရှင်ပြဘာမကျန်ဝင်ရောက်တိုက်ခိုက်ပြီးဂျပန်ကိုနှင်ထုတ်အဆုံးသတ်တဲ့ပွဲတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာမြန်မာတိုက်ခဲ့ရတဲ့ပွဲကတော့ကျွန်တော်တို့သိတော့ကတော့3လကျော်လောက်ပဲကြာမြင့်ခဲ့ပြီးတပြေးပြေးနဲ့ဂျပန်ဟာ ဟီရိုရှိမားနာဂါဆီကီဘုံကျဲခံရပြီးတဲ့နောက်မှာဂျပန်ဘရင်အထက်ကကျွန်တော်တင်ပြခဲ့တဲ့အတိုင်းလက်နဲ့ချခဲ့တဲ့အခြေအနေတွေနဲ့တွေ့ရပါတယ်။အဲ့ဒီမှာတော့အိန္ဒိယကပြန်လည်ဆုတ်လာတဲ့ဂျပန်တွေဟာကချင်ပြည်နယ်မှာအရှင်လက်လက်ကိုအဝိုင်းခံရပြီးလက်နဲ့ချခံရတဲ့ရုပ်တံတွေကိုလည်းကျွန်တော်တင်ပြထားပေးပါရယ်အခုကတော့ကချင်းလူငယ်တွေ၎င်းတို့ရရှိတဲ့ယူနီဖောင်း လက်နဲ့တင်တဲ့မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ကိုမြောက်ဖြားကနေအောက်ဘက်ကိုဂျပန်နေအဆင်းမှာကြားပြတ်တိုက်ခဲ့ကြသလိုချင်းမုတ်ဆိုးတပ်ဖွဲ့တွေလည်းပါခဲ့သလိုရှမ်းအဖွဲ့တွေလည်းပါခဲ့ကြောင်းကျွန်တော်တို့တွေ့ရပါတယ်ဒီသမိုင်းတွေကိုလိန်လေဖြောက်ထားပြီးကုန်ကြီးရှင်တနာရှင်တထင်းပုံချုပ်တွေလူပါဝနေတဲ့ယနေ့ဖက်စစ်တော်လှန်ရေးနေ့ကိုတတ်မတော်နေ့လို့တမိုင်းမှာမရှိတာကိုကြောင်းလဲထားတာကိုတွေ့ရပါတယ် အခုကတော့ ကချင်းပြည်နယ်မြောက်ပြပိုင်းဘူတာအုံအနောက်မချမ်းမောဆင်းလာတဲ့ဒီဂျပန်တွေကိုဒီမှာလက်နက်ချခိုင်းနေတာကိုကျွန်တော်တို့တွေ့ရပြီးအဲ့ဒီလက်နက်တွေကိုအဲ့ဒီမှာစောင့်နေတဲ့အင်္ဂလိပ်တွေတိမ့်နေကြတာပါအဲ့ဒီမှာအဓိကကတော့ကချင်းလူငယ်တွေနဲ့အင်္ဂလိပ်တို့ပေါင်းပြီးဂျပန်ကို အရှင်လက်လက်ဂျပန်အလုံးပေါင်း2000ကျော်လက်နက်ချခဲ့တဲ့ပမိုင်းကို မြမစစ်ဘုံချုပ်တွေဖြောက်ထားပြီးသူတို့သားလင်သူရဲကောင်းသူတို့လောက်မြိတ်မြတ်တဲ့လူ ကဘာမှမရှိပဲတိုက်ပြည်ရဲ့အနာဂတ်ကိုခွေးဆက်ထုတ်ခင်းနေတာကိုကျွန်တော်တို့တွေ့ရပါတယ်